အားသောဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာရှင်ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကနေကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာ TikTok မှာဆိုရင်တော့ကိုထုတ်အာဆင်နယ် show channel တစ်ခုပဲရှိပါတယ် ယ်ပထမဆုံးဖွင့်တဲ့တင်းကိုတော့အားလုံးပျော်ရမယ်အသင်းရဲ့ຫນွေရသည့် plan နဲ့ပတ်သက်ပြီး onstein အတည်ပြုသွားတဲ့တင်းချို့ကျွန်တော်ပြောလိုက်ရအောင်ဈေးကွက်ထက်မှာ romano နဲ့ onstein ပဲကျွန်တော်တို့ဒီယုံကြည်လို့ရတယ်ပြောလို့ရတယ်အခုသူ့ရဲ့ pocket season တချို့မှာ interview မှာပြောသွားတဲ့စကားလေးပေါ့လေဒါ arsenal fan တွေတက်ဆိုပြောစရာပဲသူက arsenal အသင်းနေနဲ့ဒီຫນွေမှာတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့၃နေရာလောက်အင်အားဖြည့်တင်သွားဖို့ရှိတယ်ဘယ်ဘက်ချမ်းတိုက်စစ်တောင်းမဲ left winger အထောင်တိုက်စစ် center forward နောက်ပြီးတော့ညာချန်းဘူကောက်စကိုင်း right winger အရန်နေရာအတွက်၃ဦးခေါ်တော့မှုရှေ့ဆိုပြီးသူကပြောရတယ်။စကားဒါပဲ အင်တာဗျူးမေးဖြစ်မှာသူဖြေွားပါဗောလေအဲ့တော့ဘယ်ဘက်ချမ်းမှဆိုတော့ quality player ဖြစ်မယ်ပြောတယ်အထောင်တိုက်စစ်မှုတက်ရောက်ကဲညာချမ်းမှာဘူကာအိုစာကရဲ့အရန် player လို့ပြောပါအဲ့တော့အရန်ဆိုတဲ့အတွက်ငွေကြေးတိတ်တော့မဟုတ်ညာချမ်းကတော့အထောင်ကတော့အခုအားလုံးသိပြီးသားပဲယောဂရက်နဲ့ဆက်စကိုနှစ်ဦးတည်းတူဦးပဲဆက်စကိုကတော့ရာခိုင်နှုန်းပိုများတယ်ဗောလေဘယ်ချမ်းမှာတော့ quality player လို့ပြောတဲ့အတွက် Euro တန်း80 80လောက်သုံးရမယ် Rodrigo တို့လို့ တစ်ဖက်ကဒီအီတလီဘက်ကတချို့ကစားသမားတွေလိုအခုနောက်ပိုင်းသတင်းထွက်လာခဲ့တဲ့ကူဒတ်တို့လိုအဲ့လို quality player တွေတော့သုံးသွားနိုင်ချင်ရှိတယ်ဒါတစ်ပိုင်းအဲ့တော့ Arsenal အသင်းနေနဲ့လာမယ့်ဒီຫນွေဈေးကွက်မှာဆိုလို့ရှိရင်တော့သူတို့ဒီသုံးဦးနေရာတော့ကောင်းကောင်းသုံးသွားဖို့ရှိဆိုပြီးတော့ Onstein ကိုယ်တိုင်ကအတည်ပြုသွားတယ်အဲ့တော့ညီကိုတို့ဘယ်လိုထင်လဲ အခုလက်တော်ပေါ့လေညာချမ်းမှာအာဆင်နယ်နဲ့တရင်အထွတ်ဆုံးဖြစ်ခဲ့ဘူးတာက Brian Ambumo ဒါပေမဲ့သူကလည်း United နဲ့နီးစပ်နေပြီဆိုတော့အဲ့ညာချမ်းစာကဘက်ကဘသူခေါ်မလဲဆိုတော့ကျွန်တော်လည်းအခုတည်းကမတွေးမိသေးဘူးဈေးသက်သာရမယ်အလားလာရှိရမယ်အရန်ကုန်ထိုင်နိုင်ရမယ်စာကနေရာမှာဒက် ဒါမှမဟုတ်အရန်နေလူစားဝင်ပြီးတော့ half time ကောင်းကောင်းဆော့နိုင်ရမယ်ဆိုတဲ့အချက်လက်တွေသူတို့ခေါ်မှာဘယ်ကျမ်းတော့တည့်တဲ့အတိုင်းပဲ Rodrigo ပဲခေါ်ခေါ် Nico William ပဲခေါ်ခေါ်နောက်ပြီး Rafael Leo ပဲခေါ်ခေါ်မောအမကူတက်ပဲခေါ်တယောက်ယောက်တော့ရောက်လာနိုင်တယ်ဗောလေအဲ့တော့လေသူတို့ငွေသုံးမှာ Sasco နဲ့ပတ်သက်ပြီးတော့လေ Arsenal မှာသုံးဖို့ဘတ်ဂျက်ကတည်တဲ့ရှိပြီးသားအဲ့တော့ပြောကြသတင်းမှာပဲကျွန်တော်တို့မှလည်းနှစ်လခွဲလောက်အချိန်ရသေးတယ်။အဲ17ရက်နေ့နဲ့15ရက်နေ့ကတော့ဒီလာထဲမှာပေါ့လေ ကလဝကက်ရှိရဖြစ်တဲ့အတွက်အပြောင်းရွှေ့ transfer ပိတ်မယ်16နှစ်ကြာရင်ပြန်စမယ်အဲ့တော့10ရင်းနေ့ညအထိပဲအပြောင်းရွှေ့ကလောမှာရှိပါလိမ့်မယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့မိုဟာမက်ကူဒက်ကိုစိတ်ဝင်စားလာနေခဲ့တဲ့အာဆင်နယ်တခုကြိုပြောမယ်နော်ဒီသတင်းဒီ လက်ရှိအချိန်မှာ50 50ပဲယုံကြည်ထားပြီပါဘာလို့ဆိုအာဆင်နယ်တင်ထွက်ခဲ့တဲ့ဝင်ကစားသမားတွေအများကြီးရှိတယ်မှာမှဒီတဲ့တင်ကနောက်ဆုံးမှအလက်ဆက်ဆုံးထွက်လာခဲ့တာရောက်ရံရခိုင်တို့အရန်နေတယ်ဘာလို့လဲဆိုဒီကစားသမားကိုဝိုင်းပြီးတုနေတဲ့တင်မှာနီယူကာဆင်နဲ့ချယ်ဆီလဲပါတယ်ဆိုပြီးတော့ဒီတဲ့တင်ကိုဖိဖဲလာခဲ့တဲ့ Ace Watson Employee တည်င်းဌာနကဖော်ပြသွားတယ်အဲ့ဒီတည်င်းဌာနကတော့ဒါကျွန်တော်တို့တစ်ချိန်လုံးက Watson သိစီရနေပြီဒီကလန်ရိတ်ကိုသွားခေါ်တော့ကတောက်လျှောက်တည်င်းတွေတက်ပြီးမှန်ခဲ့တဲ့နာမည်ကောင်းရခဲ့တဲ့တည်င်းဌာန ဲ့တော့ဝဆန်းသတင်းနဲ့ပတ်သက်သူ့ကိုသွားရှုပ်လို့တော့မရအောင်သူ့ဆီရရတဲ့သတင်းတွေစီတကယ်မှန်တယ်အခုဝဆန်းသတင်းစီကနေကျွန်တော်တို့ဒီမိုဟာမက်ကူတက်ကိုစိတ်ဝင်စားတဲ့ဘာညာဆိုတာကလည်းသူ့ဆီကနေရအာဆင်နဲ့စိတ်ဝင်စားတဲ့အဆင့်ပဲဆွေးနွေးမှုတွေငွေသုံးတဲ့အပိုင်းတွေဘတ်ဂျက်ချတဲ့အပိုင်းတွေလုံးဝမလာသေးဘူးအဲ့အတွက်ဒီကစားမောက်အာဆင်ရဲ့ခေါ်နိုင်ခြေက50 50ပဲရှိတယ်ရိုဒရီဂိုတို့သာခေါ်ကောင်းခေါ်သွားနိုင်တယ်ဒီကိစ္စကတော့ဖြစ်လာဖို့ရခိုင်လုံးနဲ့ပေါ့လေတစ်ဖက်မှာချယ်ဆီကကျတော့ဒီကစားမောက်တကယ်လိုချင်တာသူတို့ပထမတော့ကဒီစမ်းချက်တို့ဘာတို့ကိုအလိုက်ပေးပြီးတော့ ရောဘတ်ဆန်ချက်တို့လိုက်ပေးပြီးကမ်းလှမ်းမှုသူတို့ပြင်ဆင်သေးတယ်။အခုနောက်ပိုင်းတော့ငွေသားတီးတန့်နဲ့ကမ်းလှမ်းမှုပြင်ဆင်မယ်ဆိုပြီးသတင်းတွေကြားတယ်။ Chelsea ကတကယ်လုံးလုံးတာအာဆင်နဲ့စိတ်ဝင်စားတဲ့အဆင့်ပဲရှိသေးတယ်။နီယူကာဆယ်ကတော့ဒီ risk ထဲမှာရှေ့ဆုမဲ့ Chelsea တော့တိတ်မတက်ကြွသေးဘူးပေါ့လေ။အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့စာချုပ်ဖြစ်တဲ့ညပေါင်85တန်းဆိုတဲ့ price tag ကိုဝက်ဆန်ကကတ်ထားတယ်။မင်းတို့ကြိုက်တဲ့ဈေးပေး ဒါပေမဲ့စာချုပ်ဖြတ်သိမ်းရေးပေါင်85နဲ့အောက်တော့မနှဲစီတယ်ဆိုတဲ့ပုံစံမျိုးပြောထားဒီသားမောင်းကိုသူတို့အေဂျင့်စီကဝယ်ခဲ့တော့ကတန်း40ဆွဆွန်ပဲပေးခဲ့ရတာအဲ့ဒီကနှစ်ဆနီးပါးကိုသူတို့ပြန်တောင်းတဲ့သဘောပေါ့လေစာချုပ်ကတော့2028ခုနှစ်တည်ရှိသေးတယ်ဒါပေမဲ့မိုဟာမက်ကူတက်ကအတင်းအသင်းကိုပြောင်းကျင်တယ်ဆိုတဲ့တချို့ report တွေလည်းကျွန်တော်တွေ့တယ်တကယ်တော့ဒီကစားမအာဆင်နယ်ရဲ့ရေစက်မဆုံးခဲ့တာအားကြီးတော့ကဒီဂလန်ရိုက်ခိုင်ယာဘက်ဒေးဗစ်ရိုင်ယာအဲ့ကစားမကြီးဂျူလီယန်တင်မာအဲ့ကစားမကြီးဝယ်ခဲ့တော့က ဂျူလန်တင်မာကိုခေါ်ခဲ့တဲ့အေဂျင့်အင်းမှာအဲ့တော့မိုဟာမက်ကူတက်ကရှိတယ်။ဒါပေမဲ့အာဆင်နယ်ကငွေ300ဘတ်ဂျက် limit ဖြစ်သွားဖြစ်တဲ့တော့နောက်မှခွန်မဆူထားခဲ့လိုက်တာ။အဲ့ဒီဈေးခွက်မှာပဲတခါတည်းဝက်ဆန်ကောက်မှာဟွာတယ်။မနစ်ကဆိုရှယ်ချီသွမ်းပြတာ ဒီယာဒီမှာလည်းနည်းနည်းခြေကြသွားတယ်ပြောလို့ရမနစ်ကဆို16ကိုသမီ9လုံးဖိုင်ထားတယ်ဒီယာဒီမှာ9ကိုသမီ4လုံးဖိုင်ထားတယ်အနီကက်တွေဒဏ်ရီကြောင့်ပြောလို့ရတယ်အကိုရင်နဲ့ရေဆက်မစုံလိုက်ပေမဲ့အခုလိုသတင်းပြန်ထွက်လာတော့ပျော်တော့ပျော်တယ်ဒါပေမဲ့ကို့အသင်းကလည်းသိရတိုင်းပဲကစားသမားတူသတင်းထွက်တယ်ဆွေးနွေးတယ်ရင်ခုန်ဝယ်စိတ်လှုပ်ရှားပွဲအတက်ကြတွေပြီးတော့မှပဲဒီအသင်းကိုရောက်ဖို့တော့နောက်ဆုံးကန်လန်မှုကြီးလုတ်တဲ့အဆင့်အဲ့လိုဆိုဓာကအစောဆုံးအဆင့်ပဲရှိသေးတယ်ရောက်လာနေရင်ရာခိုင်နှုန်းရန်နေတယ်ပြောမရဘူးချက်စီးကိုတော့ရောက်ရင်ရောက်သွားနိုင်ပါတယ် တတိယမြောက်သတင်းဘုတ်ကတော့ Samuel Webb 81ဖော်ပြထားပါဘို့လေဒါကအင်္ဂလန်တင်းနဲ့သွားရောက်ပူပေါင်းနေတဲ့ဘူကောင်စာကကကြန့်ခိုင်မှုမပြေဝါတာဖြစ်တဲ့အတွက်နိုင်ငံတင်းကနေနှုတ်ထွက်ပြီးတော့ကလပ်တင်းကိုပြန်လာပြီးတော့ကြားသိရပါတယ်လက်ရှိချိန်မှာတော့အရင်အရေးကြီးတာမဟုတ်ဘူးဒါကပပလာခြေစပွဲတွေသူတို့ကန်ရမာတွေရဲ့နောက်ပြီးတော့ခြေဆန်းပွဲတွေကန်ရမာဟာတွေပေါ့လေအဲ့တော့ဒီသတင်းတင်တဲ့ချိန်မှာတော့ဒါအင်္ဂလန်အသင်းကဟိုအန်ဒူရာနဲ့ကန်နေပြီပေါ့လေတော့နောက်ရကြလို့ရှိရင်တော့သူတို့ကဒီ၁၇နှစ်ကျရင်စီနီဂေါနဲ့ကန်မယ်ချစ်ကြည်ရေးလည်းရှိချစ်ကြည်ရေးခြေဆန်းပွဲဖြစ်တဲ့အတွက်အဲ့၁၇နှစ်ပွဲကိုလည်း စကားသွားခြင်းမှာသွားလိမ့်မယ်။ကောင်းပါလေကျွန်တော်တို့ပြည်ပြည်ဝဝနားစီခြင်းနဲ့တဲ့မှာစက်ဟုတ်မပြည်ဝဝပဲနဲ့နိုင်ငံအတွက်ပေးဆက်တော့အရေးကြီးပွဲမှာမဟုတ်သေးရလို့ဆိုရယ်။အဲ့တော့တော်မတ်တူချာတော့ဘူကာအိုစကားကိုပြန်ဝင်ပြုတ်လိုက်တယ်လို့ကြားသိရပါလေ။ဘူကာအိုစကားအနေနဲ့ဒီ2024 2025ဘောလုံးရာသီမှာတကယ်ကြီးရုံးကန်ခဲ့ရတာ။ကြံခဲ့တဲ့ရာသီကဘူကာအိုစကားရဲ့ injury history ကိုကြည့်မယ်ဆိုရင်သူအများဆုံးနားခဲ့ရတာက36ပဲနားခဲ့ရတယ်။အဲ့ဒါက 2023-2024ဘောလုံးရာသီမှာကြံခဲ့တဲ့ရာသီက73ရက်73ရက်6ရက်လောက်ပဲနားတယ်ဒါပေမဲ့ဒီရာသီမှာတော့ဆန်ကျင်တင်122ရက်တောင်နားရတယ်ဒဏ်ရာ3ကျင်ရတယ်ဂိမ်းပွဲပေါင်း23ပွဲလွဲချော်ခဲ့တယ်ဘူကောက်ဆာကဒီလိုအခြေအနေမှာတော့အသင်းအတွက်လေ72ကိုသမီ73လုံးဖိန်ထားတယ်သူကစားဝင်ရတဲ့39ပွဲမှာဗောလေအဲ့တော့ဒီကစားမရဲ့လက်ရှိအချိန်မှာစာရုပ်သက်တမ်းကိစ္စတွေအာဆင်နယ်ဆွေးနွေးနေရတဲ့အပေါင်းလက္ခဏာဆောင်နေလို့ကြားသိရတယ်အဲ့တော့ဘူကောက်ဆာကဝင်ပြီးတော့ ဒီမဆော့နိုင်ငံအင်္ဂလန်အတွက်လည်းစိတ်ပူစရာတော့မရှိပါဘူး။ဆရာသမားကြီးကနှစ်ပွဲကန်6မှတ်နဲ့ဒီအုပ်စုမှာဥဆောင်နေတယ်။သူတို့ကတော့ဒီအယ်ဗီနီးယား Latvia, Savia, Andorra ဒီအသင်းတွေကံမဖြစ်တဲ့အတွက်ဘလို့ပဲပြောပြောအင်္ဂလန်ကအဲ့ခြေစပွဲအုပ်စုကတက်ကိုတက်တယ်။အဲ့တော့စာကာနေနဲ့စိတ်ချလက်ချပြင်ပြီးအနိုင်ယူလို့ရပါလို့လေ။အဲ့တော့ဒီကစားမအကြောင်းလောက်ခရစာပိုင်းနေနည်းနည်း sharing ပေးခြင်းတယ်။ဒီကစားမက2018တုန်းကတပတ်ကိုပေါင်1000မရတဲ့ခြားတက်ကလေး 2020မှာတော့တပတ်ပေါင်း8000စာချုပ်တန်တန်တိုးတယ်2023မေလမှာတော့တပတ်ပေါင်း3900 5000နဲ့တိုးပြီးတော့မကြခင်မှာအသင်းရဲ့လုခရစာမြင်မဆုံးကစားသမားအဖြစ်2030ခုနှစ်ထိတိုးမယ်ဆိုတဲ့သတင်းချို့လဲရတယ်တပတ်ပေါင်း3000နီးပါးလို့ပေါ့လေအဲ့တော့ဒီသတင်းတွေထွက်လာပြီးနောက်အိမ်မှာစာလီပေါင်းစာကောင်အသင်းမှာဆက်ရှိနေဖို့များလို့ကျွန်တော်ထင်တယ်ဂီဗီယိုမကာကြီးကတော့အသင်းကိုဘယ်လောက်ချစ်တယ်ဆိုတာသက်သေပြပြီအဲ့ကျန်တဲ့နှစ်ယောက်ကိုကြည့်ရမယ် trosset အပါဝင်ပေါ့ပြီးရင်ဟိုချာတိတ်လေးနှစ်ကောင်လဲမကြခင်မှာ official တက်တန်းတိုးမယ်လို့ကျွန်တော်ကတော့ထင်ပါတယ် ဒီ season လေးကိုဒီကဝင်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမဆုံးတော့ Viber phone number 3939963936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် Viber ခွေချကို sport အနေနဲ့ငါးသလုံးမိတို့ကစားမယ်ဆိုရင်တော့ကျွန်တော်နဲ့လက်တွဲထားတဲ့ကျွန်တော်ကိုယ်တိုင်ကြီးညာတဲ့ရှူဘောလုံးမှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်ပွဲတွေပါနေပဲနိုင်ငံတကာပွဲတွေဆော့လို့ရရနော်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Premier League ကလပ်တွေ PSR limit နဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့မှာပါဒီအသင်းတွေအားလုံးကတော့ PSR limit နဲ့ပတ်သက်ရင်တော်တော်လေးကို strong ဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့ထဲမှာအသင်းတစ်ခုကြီးနေကျွန်တော်ပြောလိုက်အောင်။နံပါတ်1နေရာမှာတော့ Chelsea Chelsea အသင်းကတော့ PSA limit နဲ့ပတ်သက်ပြီးပေါင်သန်း300တောင်မှာ AC စဖြစ်နေတယ်။ဒါလုံးဝ safe ဖြစ်တယ်ဆိုရက် PSA နဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့လေ။သူတို့နေပေါင်သန်း300လောက် AC သုံးလို့ရတယ်ဆိုတဲ့ဘော Brighton က ပေါင်295တန်မန်စီးတီးကပေါင်292တန်စပါးကပေါင်289တန်မန်ချက်စတာယူနိုက်တက်ကပေါင်141တန်နဲ့အာဆင်နယ်ကပေါင်69တန်ဒီနေရာမှာအာဆင်နယ်ကဘာကြောင့်ပေါင်69တန်ပဲရှိရဆိုတာရှင်းပြခြင်းတယ်ဒါ PSR နဲ့ပတ်သက်ပြီးတော့အတတင် limit ဒီနေရာမှာစပွန်ဆာတစ်တွေဝင်လာတဲ့အင်ကမ်းမျိုးတွေကစားသမားထုံရုံးနဲ့အင်ကမ်းမျိုးတွေနောက်ပြီးထွက်သွားတဲ့ကစားသမားတွေလောက်ခရစားရှော့ချနိုင်တဲ့မျိုးတွေအဲ့ဒါတွေပြန်ပြီးပေါင်းအောင်ပါ ဒီ limit ကြီးပဲမဟုတ်ဘူးအဲ့တော့လက်ရှိအချိန်မှာ Arsenal limit ကနည်းတဲ့ထင်ရရင်ပဲပြန်ပြီးဝင်လာမယ့်အသတင်းအရာတွေအများကြီးရှိကြဖြစ်တဲ့အတွက်တချို့ report တွေဖော်ပြထားလို့ Arsenal ကပေါင်တန်း200နီးပါး250လောက်သုံးလဲ AC ပဲဆိုတာကဒီ record တွေကြောင့်ပါလက်ရှိအချိန်မှာတော့ Arsenal ကလည်းဒါပြလဲလဲလေးပဲပေါ့လေ ACC PSA နဲ့ဝေးဝေးပါရှိနေဆိုပြီးဖော်ပြသွားပါတယ်ဒီနေရာမှာနည်းနည်းလေးစိတ်မချတဲ့အသေးနဲ့ပါဆိုနူးကဆေကပေါင်83တန်းနဲ့ရှိတယ်နောက်ပြီး Lee United ကပေါင်52တန်း Everton ကပေါင်39တန်းနည်းနည်းလေး risk များတဲ့အသေးနဲ့ပါဆို Aston Villa ကပေါင်55တန်းပဲတုံးလို့ရမယ်ဆိုပမာဏမျိုးတွေရှိရပါလေအဲ့တော့တချို့သိနေဆိုရင်တော့တော်တော်လေး risk များနေဆိုပေမဲ့ကိုယ်စီကစားမှဘလောက်ထုတ်ရောင်းနိုင်မလဲဆိုတဲ့အပေါ်နဲ့ sponsor တိတိဘလောက်ဝင်လာမလဲဆိုတဲ့အပေါ်မှာ ကိုယ်ဆက်ထွက်သွားတဲ့ကစားသမားတွေလောက်ခရတာဘလောက်ထိယော်သွားမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒါကအနိုင်မြင့်တက်ကြရှိလာနိုင်ပါတယ်ဟိုတနေ့က United ကတာဝန်ရှိသူတယောက်စာချင်းရက်ကလစ်လာမသိဘူးအဲသူကဒီအသင်းကို share ထည့်ဝင်လိုက်တဲ့ပုံစံမျိုးလုပ်လိုက်တာအဲ့ဒါကလည်းဒီ PSR room မှာထပ်ပြီးတော့အပေါ်တက်သွားတဲ့ပုံမျိုးပေါ့လေအဲ့တော့အသင်းပိုင်ရှင်တွေအသင်းဘုတ်ဖွဲ့တွေအသင်းတာဝန်ရှိတွေဒီအသင်းပေါ်စေတနာရှင် ရှိသလောက် PSR room ကအာဆင်နယ်တို့ဒီကလပ်တင်းနေနဲ့ဝေးနေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကိုအသင်းကတော့စေတနာရှိမှထင်ပါတယ် on stream ပြောရလို့ပဲ၃ယောက်ဝင်မှာဆိုတာပဲစောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ